ာဖတ်ခြင်းဟာအတိညာဉ်တကားဖွေပေးတဲ့တော့တချောင်းပါပဲစာဖတ်ခြင်းကနေရရှိလာတယ်တချို့အတွေ့အကြုံမဟုတ်တာတွေကတခါတလေမှာချက်ချင်းသုံးမှုဝင်သေးပေမယ့်ဒီချင်းချင်းမှာဘဝရဲ့အခက်အခဲတွေကိုကျော်လွှားဖို့အတွက်အလွန်ဖိုးတန်တဲ့လက်နက်တွေဖြစ်လာနိုင်ပါတယ်အမှားမှန်ဝေဖန်ပိုင်းခြားနိုင်ဖို့ စာနာတတ်တဲ့နှလုံးသားရှိဖို့အမှန်တရားကို မှုသားတွေရဲ့အောက်ကနေဆွဲထုတ်နိုင်မှုအတွက်ကျွန်တော်တို့ရဲ့အုံနာကိုအမြဲတမ်းလေ့ကျင့်ပေးနေဖို့လိုပါတယ်လောကနဲ့သက်ဆိုင်တဲ့ဘယ်လိုပညာမျိုးကိုမဆိုလေးလာဖို့ဝမ်းမလေးပါနဲ့အဲ့ဒီအသိပညာတွေဟာ မာယာများတဲ့လောကကြီးကြမှာ ရရဲ့ဖို့ရက်တီဖို့အတွက်အင်အားဖြစ်စီမှာတည်ချပါတယ်။